ူးနေမြို့နယ်၌ယာယီနေရဲစွန့်ခွာပြည်သူများစာနယ်ရိတ်ကစံထောက်ပံ့ပေးရတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြင်းနယ်တောင်ပိုင်းနန်းစံခရိုင်မူးနေမြို့နယ်၌ယာယီနေရဲစွန့်ခွာပြည်သူများစာနယ်ရိတ်ကစံထောက်ပံ့ပေးရခြင်းကိုယနေ့နေ့နဲ့စေနာအချိန်ကမြို့နယ်ကံမောဇခမ်းမ၌ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုတ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဝင်းမြင့်ကအဖွင့်အမှားစကားပြောကြားခဲ့ပါတယ်။ ဆက်လက်၍မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်ရေးမှူးရဲမှူးတန်းဆိုးနှင့်အဖွဲ့ဝင်များကတက်ဆိုင်ရာခေါင်းစဉ်များအလိုက်ရှင်းလင်းပြောကြားခဲ့ကြပြီးမြို့နယ်ချက်ချင်းဤအသိန်းခွဲဥက္ကဋ္ဌဦးတိုးလာကစာနယ်ရိက္ခာစံထောက်ပံ့ပေးအပ်ရခြင်းနှင့်ဆက်လင်း၍ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက်နေရက်ဆုံးကွာပြည်သူအိမ်အောင်စု60စုတို့မှလူဦးရေ424ဦးတို့အတွက် စံ190ကိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမြို့နယ်ကျေးဇူးရှင်ဤအသိန်းခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကပေးအပ်ရာယာယီနေရဲ့ဆုံးခွာပြည်သူများက လက်ခံရယူခဲ့ကြောင်းသိရှိရပါသည်ခမညာ